ကျွန်တော်မိတ်ဆွေတို့အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်မိတ်ဆွေတို့ကိုကျွန်တော်ဒွိုက်ဆုထက်ဖရားကိုခေါ်တော်ဖူးမှာဖြစ်ပါတယ်ဒွိုက်ဆုထက်ဖရားမတော်ခင်မှာတောင်ချီရင်မှာရှိတဲ့ဆရာတော်ခုပါစီဝီချိုင်းကိုကျွန်တော်အရင်ဆုံးဝင်ကတော်မှာဖြစ်ပါတယ်ဆရာတော်ခုပါစီဝီချိုင်းဟာဆိုရင်ဒီချင်းမိုင်နဲ့လမ်းပွန်း ခရိုင်တွေမှာဆိုရင်တော်တော်လေးကိုနာမည်ကြီးတဲ့ဆရာတော်တပါးဖြစ်ပြီးတစ်ချိန်တစ်ခါလုံကလမ်းနားမှာဆိုရင်တရဏထွန်းကာကြီးအတွက်တော်တော်များများကိုလှူဆောင်ပေးနေတဲ့ဆရာတော်တပါးလည်းဖြစ်ပါတယ်။ကဲခုဆိုရင်ကျွန်တော်ဒီဆရာတော်ကုမစီဝီချိုင်းကိုကျွန်တော်ကတော်ပြီးပြီဆိုတော့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုဘဆုတဲ့တောင်ပေါ်ဖရားကိုကျွန်တော်ခေါ်တော့ဖူးမှာဖြစ်ပါတယ်။အခုဆိုရင်ကျွန်တော်ဒီဘဆုတဲ့ဖရားမှာရောက်လာပြီပေါ့နော်။ဖရားချီရင်မှာဆိုရင်ပန်ရောင်းတဲ့လူရှိမယ်။ဒီဖက်ပေးမှာဆိုရင်အမတ်တရားပစ္စည်းလေးတွေရောင်းတဲ့ဆိုင်တွေရှိတယ်ပေါ့နော်။ကျွန်တော်တို့ပန်းဝယ်ပြီးဆိုတာနဲ့တက်လိုက်ရင်ဒီငကားနဲ့ လုတ်ထားတဲ့ဇောင်းတန်ရဲ့လေကားရင်းမှရောက်လာမှဖြစ်ပါတယ်ဒီနားမှာဆိုရင်လည်းခုနလိုပဲဒီဘေးမှာဆိုရင်ဟိုအမတ်တရားပစ္စည်းလေးတွေရောင်းတာပေါ့နော်ဒါကတော့ဒီကားရဲ့အနေထားလေးဖြစ်ပါတယ်တောင်မတက်ပူးတဲ့လူတွေဆိုတော့တော်တော်လေးကိုမောမှာပေါ့နော်အခုဆိုရင်ကျွန်တော်ဒီဒေဒီရှိတဲ့နေရာမှာရောက်ရှိလာပြီးဖြစ်ပါတယ်ကျွန်တော်တို့ဒီဖျားမှာလာမယ်ဆိုရင်ပေါ့နော်ကျွန်တော်တို့ဝယ်လာတဲ့ဘန်းနှစုံဟာဒီဒီဇေဒီမှာတုံးပတ်ပတ်ရမယ်ပတ်ပြီးတဲ့ဘန်းကိုဇေဒီမှာတစုံလူမယ်ပြီးရင်ဂေါတမမြတ်စွာဘုရားထားတဲ့နေရာမှာတစုံလူမှာပေါ့နော်ဒါအခုကျွန်တော်ဖျားပတ်လိုက် မယ်ဖျက်ပတ်ပြီးမှဘန်းတွက်လူမဲ့နေရာကိုကျွန်တော်ဖျက်ပြပေးမှဖြစ်ပါတယ်ဘန်းကို CD မှာတုံးပတ်ပတ်ပြီးတဲ့နဲ့ကျွန်တော်ဒီဂေါရမမြတ်စွာဘုရားသာရှိတဲ့နေရာကိုကျွန်တော်လာကတ်လူမှာဖြစ်ပါတယ်အတဟာဆိုရင်ဒွိုက်စုထည့်ပြပတ်ပတ်လေ CD တရှိတဲ့နေရာပေါ့နော်နိုင်ငံခြားတာခီးတဲ့တွေလည်း တော်တော်လေးကိုစီစီကပ်ကပ်နဲ့တွေ့မြင်ရမှာဖြစ်ပါတယ်။ဖရားတွေအတော့တကယ်ကိုတတ်ပေပါတယ်ဗျ။ကျွန်တော်တို့ဒီဖရားမှာလာမယ်ဆိုရင်မဝါရှိမှာရောက်လာတာနဲ့ကျွန်တော်တို့ဖနှက်ချွတ်ရမှာဖြစ်ပါတယ်။ပြီးရင်တကယ်လို့တူတူတူတော့ဝတ်လာတဲ့လူတွေဆိုရင်လည်းအဲ့မှာယွန်းထမိန်တွေလဲပြီးတော့စီဒီပေါ်မှာတက်သွားရမှာဖြစ်ပါတယ်။ဒီဖရားဟာဆိုရင်ချင်းမှမြို့မှာနာမည်ကြီးတဲ့ဖရားလည်းဖြစ်တယ်လို့တူကိုကြီးတဲ့ဖရားလည်းဖြစ်ပါတယ်။နိုင်ငံကျန်းသားခီးတော်တူကိုဆွဲဆောင်ပေးနိုင်ဆုံးဖရားမှာဆိုရင်လည်းဒီဒွိုက်စုတစ်ဖရားလည်းတဆူပတ်ဝန်းတာဖြစ်ပါတယ်။ကျွန်တော်ရဲ့ဖရားဖူးတဲ့ဗီဒီယိုဖိုင်ကို လည်းဒီလောက်နဲ့ပဲကျွန်တော်အဆုံးသတ်လိုက်ရမှာဖြစ်ပါတယ်အားလုံးကိုမင်္ဂလာပါ